မင်းရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဖော်ပြချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဖော်ပြချက်တွေကတတက်စင်အောင်လွှဲမပါစေ။2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတဲ့ တနင်္ဂနွေသာသမီများအတွက်ဒီနေ့မှရွေသာသမီစေကူးသာသမီတွေအဆဆအရာရာအစဉ်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်။ရွှေမျိုးသားချင်းတွေစီကနေပြီးတော့ဝမ်းသာစေရတရင်ကောင်းတွေကြာရတတ်တဲ့အိမ်မကက်ချင်တာအိမ်ပြောင်းချင်တာလုံးမစိတ်မပါတာမျိုးတွေဒီနေ့တွက်ဖြစ်နေတတ်တဲ့အချီးရေးမှလည်းအတင်းအမြင်ရွေးစရာများနဲ့ကြုံရတတ်တဲ့ကျမ်းမာရေးအနေနဲ့ကိုယ်လက်ရရတဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ အချိုးပေးတဲ့ကဏန်းကတော့ငါးနဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်။ရတရားအနေနဲ့မိမိအရှိဖျားမှာပေါမုတ်ဒုဘတ်တို့ကလူပေးရမှာဖြစ်ပါတယ်ရှင်။ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်စင်အောင်လွှမ်းမပါစေ 2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနင်္လာသာသမီများအတွက်ဒီနေ့မှာတငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အစင်မပြေဖြစ်တတ်တဲ့ရင်ကိစ္စအတွက်စပစ်စီကိစ္စများအတွက်ကိုလည်းဒီနေ့မှာစကားပြောဆိုရတာဖြည့်ရှင်းပေးရတာမျိုးတွေကြုံရတတ်တဲ့အလုပ်ထဲမှာလည်းအခွင့်အရေးကောင်းတွေရတာနာမည်ကောင်းတွေရတာ အောင်မြင်မှုကြီးကြီးမမရရှိတာမျိုးတွေဂျုံဒီယာတက်တဲ့ချစ်သူစီကနေပြီးတော့မင်္ဂလာသတင်းချရတဲ့တဲ့ဂျမ်းမာရဲ့အနေနဲ့ကြေတာနော်ရှင်ဘတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့တဲ့အကျိုးပေးတဲ့ကနန်းကတော့၄နဲ့၉ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဝါရောင်မဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအိမ်ရှိဖျားမှာနနသည်ကလူပေးရမှာဖြစ်ပါလိမ့်ရှင် ကိုနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတဆင်အောင်လွှမ်းပါစေ2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာ အလုတ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးသွားရင်စကားအခြေအတင်တွေအငင်းကုန်တွေပြောဆိုရတတ်တယ်ရွေးချယ်ရခက်တာဆုံးဖြတ်ရခက်တာစိတ်နှခွဖြစ်เสียမျိုးတွေဒီနေ့မှကြုံရရတတ်တယ်ရှစ်တဝခက်တာနောက်ဆဝခက်တာမျိုးတွေဒီနေ့ကိုတတိထားနော်မပြီးမပြတ်မပြတ်မသားတွေဖြစ်နေတတ်တယ်ကျမ်းမာရေးဟာကောင်းနေတော့လေဘယ်ဘက်လက်မှာထိခိုက်တန်ရာရတတ်တယ်အခြေရင်းမှလည်းตายရတယ်နော်အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ ိုးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာပြပြအပြာဖြောဖြောအကြောင်းပဲဖြစ်ပါတယ်။ရေရီယာအနေနဲ့မိမိအိမ်ရှိပြားမှာပဲပေါက်စီကလူပြားမှာဖြစ်ပါတယ်ရှင်။ကိုနီယာသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ပိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဖြောဖြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဖြောဖြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့ဗုဒ္ဓဘူသာသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ဗုဒ္ဓဘူသာသမီးများအတွက်ဒီနေ့မှာ အလုံးမှာကိုကိုမနာလိုတဲ့သူတွေအတိုက်ခံ လုပ်ချင်တဲ့သူတွေအားများနေတဲ့တဲ့ငွေကြေးကံဒီနေ့ကလည်းငွေကြေးကံအဆင်မပြေသေးဘူးเนาะငွေကြေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေဆိုရင်အထူးသတိထားပြီးဆောင်ရွက်เนาะအဆင်မပြေဖြစ်တတ်တဲ့စပစ်စည်းတွေလျှက်စပစ်စည်းတွေဆိုရင်လည်းတစ်ခုပြီးတစ်ခုဆိုသလိုမျိုး ควัดตาเป็ดตาปุบิปินสินยาตาอมัดเตจำมาเยอะอนินเนเลตรีดาเนาะซีเนี่ยปัตตะดาญิซีเนี่ยปัตตะดาดุขเบดัดเตอฉิเยมาเลยตายาเลยเนาะอโจเป้ได้กะนันก็တော့นิดเนရှင်းဖြစ်ပြီးတော့อโจเป้ได้อย่างมามีหนูอย่างเม้ဖြစ်ပါတယ်ยะระอนินเนมิมิไอชีพยามาจောက်จ้อแกลุเปียมาဖြစ်ပါရှင် ခொနီယာသားသမီးမိတ်ဆွေများလို့မင်္ဂလာပါရှင်အိဋ္ဌသဘောကိုရှောင်းတဲ့ကောင်းတဲ့ပေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်းတဲ့မကောင်းတဲ့ပေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှဲမှာပါစေ2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာ အလုတ်ကိစ္စငွေချေးကိစ္စများနဲ့ပတ်သက်ပြီးတော့ရင်အထူးသတိထားဆောင်ရွက်မဲ့နေ့မျိုးဖြစ်ပါတယ်စတုကိစ္စရှယ်ယာကိစ္စစာချုပ်ကိစ္စတွေလည်းဒီနေ့မှအထူးအောင်မြင်မယ်အရှင်ပြည်မင်းတော်ရွှေအလားအပါအမှုပညာနဲ့ပတ်သက်တဲ့ပစ္စည်းဝန်လာတဲ့တဲကျမ်းမာရေးအနေနဲ့လည်းသတိထားနော်လက်တစ်ဖက်မှာဒီကိုက်တန်ရရတတ်တဲ့အချီရေးမှလည်းတာရတယ်နော်အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့ 6ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအပြာရောင်နဲ့အပြာရည်ရည်ရောင်ပဲဖြစ်ပါတယ်။ရရေအနေနဲ့မိမိအရှိပြားမှာပဲကဲကလူပေးရမှာဖြစ်ပါတယ်ရှင်။ဘုနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့တောက်ကြတာမိများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တောက်ကြတာမိများအတွက်ဒီနေ့မှာအထက်လူကြီးအကြီးကဲကြောင့်စင်ကြီးဆရာဆိတ်ရှုပ်ဆရာများနဲ့ကျုံတရားတတ်တဲ့ရွေထားတဲ့လောက်ကင်ထားတဲ့လုပ်ငန်းတွေလည်းဒီနေ့မှာအနာရောက်ခန့်ဒီမှာတည်လွယ်လွဲသွားတာ အစင်မပြေတာမျိုးတွေဖြစ်တတ်တယ်စပစ္စည်းဆာရွက်စာတန်းတွေကအထားမားတာအသိလွန်တာပြက်တာပျောက်တာပျက်စီးဆုံးရှုံးတာမျိုးတွေကြုံရတတ်တယ်အဲ့ဒီပစ္စည်းတွေနဲ့ပတ်သက်ဒီနေ့မှအထူးသတိထားပြီးဆောင်ရွက်နော်ကျမ်းမာရေးအနေနဲ့လည်းခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်ချစ်သူစီကနေပြီးတော့မမျှော်လင့်ပဲလက်ဆောင်ရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍက နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာပန်းရောင်ပဲဖြစ်ပါတယ်။ရလျာအနေနဲ့မိမိအိမ်ရှိပြားမှာကိမ့်မုတ်ကက်လူပေးရမှာဖြစ်ပါတယ်ရှင်။ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဒါသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒါသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာအလုံမှာနမီကုံတရင်တွေကြော်ကြားနေတဲ့တဲ့အလုံနဲ့ပသက်ပြီးသွားရင်လည်းဒီနေ့မှာကံအခွင့်အလမ်းတွေက အဖက်ဖက်ကနေတအားကြီးကိုကောင်းနေတဲ့တဲ့စီးပွားရေးလူမှုရေးကိစ္စများ အလုံးကိုဒီနေ့မှာအရှင်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့သတိထားနော် ပိုလက်ရရန်တဲ့ဝေဒနာမျိုးတွေဖြစ်တတ်တယ်ချစ်သူစီကနေပြီးတော့တရင်ကောင်းကြရတတ်တယ်အကျိုးပေးတဲ့ကဒန်းကတော့ငားနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်ရရာအနေနဲ့မိမိအိမ်ရှိဖျားမှာမွေးငါကလူဖျားမှာ ဖြစ်ပါရှင်